တိကပါကြီးမခနာလေနာပြစေလာပေတာကဆာလွလွပင်ညာကိုပန်တန်ရဲ့လို့မတိတဲ့လူသားဒီလောကကြီးကိုချစ်မိတ်ဆွေတို့ကျွန်တော်တို့ ရောက်ရှိလာတယ်ဘယ်ကဆလာတာလဲပန်းတရဘယ်မှာလဲဘသူမှမတိဘူးဗျဘသူမှမတိဘူးတချို့ကဒီလူလောကကြီးကိုရောက်လာတယ် အကြာကြီးနေရတယ်ဗျတချို့ကြတော့လဲ10နှစ်လောက်ပဲနေရတယ်တချို့ကြတော့အနှစ်20တချို့ကြတော့အနှစ်30တချို့ကြတော့အနှစ်100ကျော်နေရကြတယ်ဟုတ်ပြီကျွန်တော်တို့လူလောကကြီးကနေတယောက်နဲ့တယောက်နေရတဲ့ကာလမတူတာဘာကြောင့်လဲပဲအချက်တွေကြောင့်လဲလို့ကျွန်တော်တို့ဒီနေ့ဆွေးနွေးကြည့်ကြရအောင်ဗျာကျွန်တော်လေ့လာ မိတလောက်ဆိုရင်တော့လူတယောက်ဟာဒီလောကကြီးမှာရောက်လာတယ်ဒီလောကကြီးနဲ့ထွက်ခွာသွားဖို့ဆိုတာအကြောင်းရင်း၄ချက်ရှိပါတယ်ခင်ဗျနံပါတ်၁ပြကံနံပါတ်၂စိတ်နံပါတ်၃ဥတုနံပါတ်၄အာဟာရအဲ့ဒီ၄ချက်ဖြစ်ပါတယ်ခင်ဗျကံစိတ်ဥတုအာဟာရဆိုတဲ့အချက်၄ချက်ဖြစ်ပါတယ်ခင်ဗျနံပါတ်၁ကံ ကံဆိုလာပါလေကံဆိုတာကျွန်တော်တို့ပြုလုပ်တဲ့အရာဖြစ်ပါတယ်ခင်ဗျကံနှမျိုးရှိပါတယ်အတိတ်ကံပြစ္ဆုတ်ပံကံအတိတ်ကံဆိုတာပါလေအတိတ်ကကျွန်တော်တို့ပြုလုပ်ခဲ့တဲ့ကိစ္စဖြစ်ပါတယ်ခင်ဗျပြစ္ဆုတ်ပံကံဆိုတာလက်ရှိကျွန်တော်တို့လုပ်နေတဲ့အလုပ်ဖြစ်ပါတယ်ခင်ဗျဒါဆိုရင်ကံကြောင့်လူတယောက်နဲ့တယောက်အတိတ်ကံမတူဘူးဗျာ အဲ့ဒါကြောင့်လူတယောက်ဟာမွေးဖွားလာပြီးဆိုရင်ဒီတယောက်ဆယ်နှစ်နေရမယ် limit ပါပြီးသားဗျ expire date ပါပြီးသားလူဒီလူတယောက်ဟာအတက်တရာကျော်120နေရမယ်ဆိုရင်တခါတည်းပါလာပြီးသားဖြစ်ပါတယ်ကျွန်တော်တို့ပြုတ်ပြင်းတော့မရဘူးလူတယောက်ဟာအတက်90ပဲနေရမယ်ဆိုအထက်လုံးဝပုံနေလို့မရဘူးဘလောက်ပဲစူးစမ်းစူးစမ်းဘလောက်ပဲဆူတောင်းဆူတောင်းဘလောက်ပဲအလူတန်းလုံးလုံး အတိတ်ကံကတတ်မှတ်ထားတဲ့ရက်ထက်ပိုနေလို့မရဘူးဗျ။ဒါကျွန်တော်နားလည်မိတလောက်လေ့လာမိတလောက်ဖြစ်ပါတယ်။ဒါဆိုရင်ဟုတ်ပြီလူတယောက်ကအတိတ်ကံရအသက်50တိနေရမယ်ဆိုတော့တေချာပေါက်ဆိုပေမဲ့လည်းအဲ့လောက်တိနေရချင်းမှနေရပါလိမ့်မယ်ခမ။ပါကြောင်လဲဆိုတော့ဂျန်တဲ့အကြောင်းရင်းတွေကပြန်ပြီးတော့ဖြည့်ဆည်းနိုင်ပါသေးတယ်ခင်ဗျဥပမာကျွန်တော်ဒီအတက်60တိ နေနိုင်တယ်လို့ဆိုကြပါစို့ဥပမာကိုဆိုင်အတက်60တိဒီလိုလူလူကကြီးမှနေရမယ်လို့အတိတ်ကပါလာခဲ့ပေမဲ့လည်းခုအခုလက်ရှိပြစ်ဆုံးပံကာလမှာကျွန်တော်မနေတမထိုင်တအိပ်ရပြတ်မပြအစာတောက်လည်းခရုမဆိုင်ဘူးအာဟာရပြည့်အောင်လည်းမစားဘူးအအေးထဲမှာလည်းအင်ဂျီချွတ်ပြီးလျှောက်သွားနေမယ်အအေးမိမယ်ဆိုရင်နေရမှာမဟုတ်ဘူးဗျဘာကြောင့်မနေရလဲပြစ်ဆုံးပံကံကြောင့်ဖြစ်ပါတယ်ခင်ဗျာ ဒါဟာခိုင်းရဲ့အကြောင်းဖြစ်ပါတယ်နံပါတ်၄စိတ်ဟောလာပြီစိတ်ထောင်းတော့ကိုကြည်စိတ်ပြိုတော့ကိုနုတဲ့စိတ်ဟာလဲကျွန်တော်တို့ရဲ့အသက်ရှင်ခြင်းအသက်ရှည်ခြင်းဘဝပျော်ရွှင်ခြင်းမှာလဲအများကြီး influence လွှမ်းမိုးမှုရှိပါတယ်ခင်ဗျတချို့ဆိုရင်ချမ်းသာတယ်နော်ကြမ်းမာတယ်နော်စိတ်မချမ်းသာဘူးစိတ်မချမ်းသာဘင်းနဲ့အာအဲ့စိတ်ဖိစီးမှုကြောင့် နှလုံးရောကာရယာတွေးတိုးတယ်ဖြစ်ဆိုပြီးတော့အတတ်မရှိဘူးဗျဒီစိတ်လည်းအရေးကြီးတယ်စိတ်ထားတတ်ဖို့ခံယူတတ်ဖို့စိတ်ကိုဘယ်လိုငြိမ်းချအောင်ထားရမှာလဲဆိုတာအရေးကြီးပါတယ်ခင်ဗျနံပါတ်3ဥတုဥတုဆိုတာဘာလဲအပူအေးစနိုးကြတယ်မုံတိုင်းကြတယ်အပူလွန်ကဲတယ်မိုးတဲထန်စွာရွာတယ်မုံတိုင်းကြတဲ့အစရှိတဲ့ဖြစ်ပေါ်တော့ ဒီဥတုရာဒီဥတုဟာလဲကျွန်တော်တို့ရဲ့အသက်ရှင်ရေးအသက်တိုးတယ်ရှည်တယ်ဆိုဆိုတဲ့အပေါ်မှာလာပြီးတော့လွမ်းမိုးပါတယ်ခင်ဗျာဥပမာအရန်အေးနေတဲ့ချိန်မှာဗျာကျွန်တော်ကတညလုံးထပ်ပြီးတော့အင်ဂျီချွတ်ပြီးတော့အပြင်မှာအိတ်ကြည့်လေအသက်ရှင်မှာမဟုတ်ဘူးဗျာဒါဥတုပဲတချို့ဆိုရင်အသက်ရှင်တည်ရတာနဲ့မမရှိဘူးဆိုတာဒီရာဒီဥတုကြောင့်ဗျာရာဒီဥတုကြောင့်ဗျာအရန်ပူလဲကျွန်တော်လူသားတွေခံနိုင်မှာမဟုတ်ဘူး အရင်အေးလည်းပဲခံနိုင်မှာလဲဗျာဒါဥတုဗျာနောက်ဆုံးနံပါတ်လေးအာဟာရအစာလဲဆေးဆေးလဲအစာဘလောက်ပဲအတက်60နေရမယ်ပြောပြောအတက်တရာနေရမယ်ပြောပြောအတက်120နေရမယ်အတိတ်ကဘလောက်ပဲကုတုကံဘာလာခဲ့တည်ရှိတော်냐လဲကျွန်တော်တို့အာဟာရပြည့်ဝအောင်မစားတော့ဘူးဆိုရင်ပယ်လို့လှုပ်ပြီးအသက်ရှင်မှာလဲဗျာဟုတ်တယ်မလား အဲ့ဒါကြောင့်ဒီအာဟာရဟာလည်းအရေးကြီးတယ်ဗျကျွန်တော်တို့ဘဝအသက်ရှင်ရေးအသက်ရှင်ရေးတက်တန်းစိတ်နေရေးပေါ့ဗျာပြောမယ်ဆိုရင်တက်တန်းထက်တော့ကျွန်တော်တို့ဘိုးနေလို့ကမရဘူးဗျအဲ့ဒါတော့ဒေချာတယ်ဒေချာတယ်အဲ့ဒါကြောင့်ဒီဗီဒီယိုကိုဘာလို့မျှဝေတာလဲဆိုတော့အခုတလို့ဗျာကျွန်တော်တို့မိတ်ဆွေတငယ်ချင်းတွေဒီလူလောကကြီးရနေအစောစောစီးစီးထွက်ခွာသွားကြတယ် စိတ်မကောင်းဘူးစိတ်မကောင်းတဲ့ဟာကိုကျွန်တော်တို့အားလုံးတင်ခန်းစာယူဖို့တရားရကြဖို့ကျွန်တော်တို့တယောက်ယောက်ဆုံးပါသွားတဲ့ဒီလောကကြီးနဲ့ထွက်ခွာသွားစေတဲ့ဆိုရင်ကျွန်တော်တို့ကတွားပြီးတော့လူနာမေးတယ်အားပေးတယ်ဆိုတာဒါဟာကျွန်တော်တို့လူချင်းဝဲအဲဒါမိတ်ဆွေအပေါင်းတင်ကျွန်တော်တို့လောက်ရမဲ့ဝတ်တရားဖြစ်ပါတယ်တွားလောက်တဲ့ချိန်မှာကျွန်တော်တို့အဲ့ဒီထဲကနေအမြတ်ရဖို့အရေးကြီးပါတယ် တရားရဖို့အရေးကြီးပါတခင်ဗျမတာတစ်ခေါက်ចောင်းဆယ်ခေါက်တဲ့ကျွန်တော်တို့မတာတော့ပို့တယ်ဗျာတငယ်ချင်းမိတ်ဆွေတင်းအပေါင်းတင်းတွေအတုပချတယ်တော့ပို့တယ်ဟေလာဝါလာအဲ့လိုမျိုးတွားမဲ့အစားကျွန်တော်တို့ဒီအတုပကနေကျွန်တော်တို့ဘဝအတွက်ပါတင်ခန်းစာယူနိုင်မလဲပါရခံယူတင်တာလဲဆိုတာကျွန်တော်တို့ခံယူတတ်ကြဖို့ကျွန်တော်မျှဝေနေခြင်းဖြစ်ပါတယ်ခင်ဗျလူ လူတယောက်ဒီလောကကြီးနဲ့ထွက်ခွာသွားပြီဆိုရင်ဒီအကြောင်းရင်းလေးချက်တွေကတခုခုကြောက်ထွက်ခွာခြင်းဖြစ်တယ်ဆိုတာကျွန်တော်တို့ပြန်ပြီးတော့တုံးတက်ဖို့ဆင်ခြင်ဖို့လိုအပ်ပါတယ်ခမရပြီးတော့ကျွန်တော်တို့ဘဝမှာလဲနောက်ထပ်အသက်ရှည်ရှည်တက်တန်းစိတ်နေခြင်းနဲ့ဆိုရင်ဒီအကြောင်းရင်းလေးချက်ကိုကယူဆိုင်ပြီးတော့ကျွန်တော်တို့အတတ်နိုင်ဆုံးစ조사ပြီးတော့ကယူဆိုင်ကြဖို့မျှဝေခြင်းဖြစ်ပါတယ်ခမရနံပါတ်1ဂန်း နံပါတ်၄စိတ်နံပါတ်၃ဥတုနံပါတ်၄အာဟာရဖြစ်ပါတယ်ခမလေလာမိတလောက်မျှဝေနေခြင်းဖြစ်ပါတယ်ချစ်မိတ်ဆွေတို့ရဲ့အမြင်ပါကောဘယ်လိုမြင်ပါတလဲခမကျွန်တော်တို့ခုတတိဒီလူလောကချင်းမှာနေနေတာပါတွေ့ကြောင်းလို့ထင်ပါတလဲပဲအကြောင်းအရင်းကြောင်းလို့ထင်ပါတလဲမဆုံကကျွန်တော်တိုက်ရမင်းရဲ့ဆယ်ဖြစ်ပါတယ်အမေရိကရောက်ရှမ်းတယောက်ဖြစ်ပါတယ်ခမခုနစိုက်ဒီဆိုင်တဲ့ချင်းတဲ့အရလို့ပဲ ဒီကဘာချင်းမခနာလေနာပြစေလာပေတာကစာလွလိုပေနီယာကိုပန်တန်ရဲ့လိုမတီးတဲ့လူသားငိုတာနဲ့နှုတ်ဆက်လာခနာလေးတော့နာပြစေအောင်လာကိုဟာအဲ့တဲ့ပါကိုဟာအဲ့တဲ့ကျွန်တော်တို့အားလုံးဟာအဲ့တဲ့ကြီးပါပဲခင်ဗျာ ဧည့်သည်တွေကြီးပါပဲခဏရောက်လာကြတဲ့ဧည့်သည်တွေအချင်းချင်းကျွန်တော်တို့ဘဝတူတယ်ပါဘာကြောင့်များတယောက်နဲ့တယောက်အမြင်လဲမတူတာနဲ့ခွဲခြားနေကြတာလဲရန်လိုနေကြတာလဲဗျာကျွန်တော်အားလုံးကဧည့်သည်တွေပါစိုက်ခမ်းလိုက်ရဲ့လက်ရစိုက်တိဆိုင်တီဆိုထားတဲ့တချင်းဖြစ်ပါတယ် YouTube channel မှာဧည့်သည်ဆိုပြီးတော့ရိုက်ထည့်လိုက်ပါနားထောင်ကြည့်ပါနှလုံးသားနဲ့နားထောင်စေချင်ပါတကယ်မြတ်ကျွန်တော်တို့အတ္တိတရားနဲ့ နားထောင်စေချင်ပါတယ်ခင်ဗျမဆွန်ခတရားမင်းရွှေအမေရိကရောက်ရှမ်းတယောက်လူလောကကြီးရောက်တုံးရောက်ခိုက်တက်တန်းစစ်စစ်နေသွားကြရအောင်ဗျာမဆွန်ခ